အားလုံးပဲမင်္ဂလာပါရှင်။ရောပိတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကြာချမ်းမြေဝင်းပါတာပြန်ရေးတာထားတဲ့ဒါရဲစိတ်တန်းဆိုတဲ့စာအုပ်လေးရဲ့အပိန်း6ကိုဖတ်ပြပေးသားမှာဖြစ်ပါတယ်။နဲလေမြားလေဝေးစရာ BNP agency မှာကြော်ညာရေးတဲ့သူအဖြစ်အလုပ်ဝင်နေတော့ကကျွန်တော်ပြမအောင်ဆုံးရေးရတဲ့ကြော်ညာက ပတ်စီကြောင်ညာစူးရှပြီးရတာရှိတယ်ရင်းငက်လည်းပြေအမောလည်းပြေတယ်စသဖြင့်စသားတွေရင်းရတယ်ပတ်စီအတွက်ကြောင်ညာစီစဉ်ပေးရတဲ့ David Jules နဲ့တွေ့တော့ကျွန်တော်မေးကြည့်တယ်ကြောင်ညာ okay လားစသားတွေပါဇက်ထဲစွန့်နေရလားပေါ့အင်းစသားတွေကတော့ပါဇက်ထဲစွန့်နေကြတာပါပဲဒါပေမဲ့ဘာမှတော့မထူးဘူးထင်တယ်တဲ့ဟမ်ဘာဖြစ်လို့လဲဒီနေ့က store site design ရောက်တယ်ဗျအဲ့မှာဈေးဝယ်နေတော့ site ထဲပေါ်တားဖက်နေအောင်ဝင်လာတယ် အဖေကမေးတယ်။မင်းမတောက်ချင်လဲတဲ့။ပဲစီနှစ်ပူလောက်ဒါကပြန်ပြင်းတယ်။ကိုကကောလာနှစ်ပူပေးဗျာတဲ့။ကောင်တန်ရှိကိုရောက်တော့အဖေကပြောတယ်။ဆင်ရှင်ကကိုကကောလာလဲမဟုတ်။ပဲစီလဲမဟုတ်တဲ့တခြားကောလာတစ်စိမ့်နှစ်ပူပေးလိုက်တယ်။ရောင်းတဲ့သူကလဲမားရောင်းတယ်။ဝယ်တဲ့သူကလဲမားပြီးဝယ်တယ်။အဲ့ဒါကိုမသူမသတိမထားမိကြဘူးဗျာ။အဲ့ဒါကြောင့်ပြောတာကျွန်ညာတွေတိတ်အလုံးမဖြစ်သေးဘူးဗျာတဲ့။ ပြင်ပကမာမှာဒီလိုပဲကျွန်တော်တို့ထင်ထားတာကလူတွေကွန်ပျူတာစီးတစ်ခုခုဝယ်ပြီးဆိုရင်မှန်ဘလူးနဲ့တရားကြည့်ပြီးစစ်စစ်ကြီးဝယ်ကြတယ်ပေါ့တကယ်ကမဟုတ်ဘူးချင်းနာအရင်ကဆိုတဲ့အမျိုးသမီးကစီးပွားရေးပါမောက်ခတ်တူချီအီဒီဟောပြောပေးတခုမှရေးချက်ချင်းနဲ့ပတ်သက်ပြီးသူပြောခုတယ်တခါကရုရှားမှာ သူသူတည်တနာလုပ်တယ်တဲ့မတူညီတဲ့လူတွေစုထားတဲ့လူအုပ်စုတစုကိုဖိတ်တယ် ေးတဲ့အခါသူတို့ရှေ့မှာတောက်ဆရာအေးရေးဘူးတွေမျိုးစုံချပေးထားတယ်။ပထမဆုံးကကိုကာကိုလာတချို့ကျတော့ပက်စီအရသာကိုပိုချိန်တယ်။ဒီတော့ပက်စီလည်းချထားပေးတယ်။ဝိရှော့ထားတဲ့သူတွေအတက်ကျတော့တကြားမဲ့ကိုကာကိုလာပက်စီသမားတွေအတွက်တကြားမပါတဲ့ပက်စီပြီးတဲ့အခါတန်ဖြာအရသာလေးပါတဲ့ surprise ပြီးတော့ cherry tea အရသာပါတဲ့ဒေါက်တာပပပြီးတော့တတိယဆုံးအရသာပါတဲ့ mountain drew စစ်ပောင်ရွေးချက်စရာအအေးဘူးခနှစ်ဘူးတောင်းဒါပေမဲ့ရွေးမဲ့ရုရှားအမျိုးရုရှားလူမျိုးတွေက တခုပဲမြင်နေခနှစ်မျိုးလို့ခနှစ်မျိုးလုံးကတောက်လိုက်ရင် စုခနဲ့ဖြစ်သွားတဲ့အချိုရည်တွေသူတို့ဒါပဲသိတယ်ပုံပြစီအမှတ်တဆိုင်နဲ့ပတ်သက်ပြီးသူတို့မှာဖိုးတုတမရှိသေးဘူးဒီတော့ချင်းနာအရင်ကတော်တော်လေးအံ့ဩသွားတယ် သူကအမေရိကန်သူတွေအမေရိကန်အမေရိကဆိုတာအမတ်တဆိတ်ပေါင်းများစွာနဲ့ပြည့်နေနေတဲ့နေရာရေးစရာတွေမကုန်နိုင်တဲ့အတိုင်းပြီးရေးစရာများလည်းပိုကောင်းလည်းမဟုတ်ဘူးလားတကယ်ကအဲ့လိုမဟုတ်ဘူးရေးစရာတွေအဆုံးမရှိငါးပြနေရင်လူအုံနောက်ကလက်မမြင်တော့ဘူးမျိုးလုံးကမမြင်တော့ဘူးညာလိုက်ရင်မူတောင်မူလာတယ်မရွေးတတ်တော့ဘူးတခါတော့ကစူပါမားကတ်တစ်ခုမှာသူကေတနာလုပ်တဲ့ခေါက်ဆွဲထည့်တဲ့ အချင်းကြီးပလင်းတွေကိုစပွဲပေါ့စပွဲနှစ်ခုပေါ်မှာခွဲပြီးတင်ထားတယ်ပရမစပွဲမှာအချင်းကြီးပလင်းအမှတ်36ခုနဲ့ဒုတိယစပွဲမှာ24ခုလာကြည့်တဲ့လူတွေထဲမှာ34ခုပါတဲ့စပွဲကိုတခြားကြည့်သူတွေပုံများတယ်ဒါတော့မထူဆန်းဘူးဒါပေမဲ့ထူဆန်းတာကတကယ်ဝယ်သူများတာက36ခုပဲတင်ထားတဲ့စပွဲမှာရင်းချခြင်းနဲ့ပတ်သက်ပြီးကနေဒါဆိုင်ရေးဆရာမမက်ကွန်းဂလက်ဝဲကပြောပူတယ် သူပြောတာကလူအုံနောက်ကအဆုံးအစမရှိတဲ့ရွေးစရာများဆိုတာကိုလက်မခံနိုင်ဘူးလိုက်မမီဘူးပြီးတော့လူအုံနောက်ထဲမှာအောက်စုတေးအောက်စုတေးလေးတွေခွဲလိုက်တယ်ဂုံပစ္စည်းနှစ်ခု24ခုရှိတယ်ဆိုပါစို့24ခုဆိုတဲ့နံပါတ်ကများလွန်းနေအုံနောက်ကမရွေးနိုင်ဘူးမဝေခဲရဘူးပြီးတော့24ခုကိုစိတ်ထဲမှာ6ခုစီအတန်းဖြင်းပြန်ခွဲလိုက်တယ် တူရာတူရာလေးကိုစုပြီးခွဲလိုက်တယ်။ပြီးတဲ့အခါမှာအဲ့ဒီအုပ်စုသေးလေးတွေထဲကတစ်ခုကိုရွေးတယ်။ရွေးလိုက်တဲ့အုပ်စုသေးလေးတွေထဲကမှလိုချင်တဲ့တစ်စိတ်ကိုပြန်ရွေးတယ်။ဒီအုပ်စုသေးဆိုတာက အမတ်တစ်စိတ်ထက်ပိုထီးရောက်တယ်။ဘာလို့လဲဆိုတော့လူတွေကရွေးရင်အုပ်စုပေါ်အရင်ရွေးတာဒီမှသာအဲ့ဒီအုပ်စုထဲမှာကိုကြိုက်တဲ့ရင်းနေတဲ့မြေပူကြပူးတဲ့အမတ်တစ်စိတ်ပါတလားဆိုတာကိုပြန်ကြည့်တာဒီတော့ အဆုံးစမရှိတော့ရွေးချယ်ကြများဆိုတာကိုဘယ်သူမှမလို့ချင်ဘူးအကုန်လုံးကရွေးစရာနေတာကိုပဲလို့ချင်တာဘာကိုရွေးစရာလဲဆိုတာထက်ဘာကိုမရွေးဘူးလဲဆိုတဲ့ဆုံးဖြတ်ချက်ကအရင်လာတာဒါတွေကိုတော့မလို့ချင်ဘူးဆိုပြီးဖက်ထုတ်ပစ်လိုက်တော့မှအုပ်စုသေးတစ်ခုကျင်းတာအမိနေတာတစ်ခုပြောပြမယ်ငငယ်တော့ကတငယ်ချင်းနဲ့တိတ်မျက်နှာကစစ်ပင်တွေစီတွားဆော့ကြတဲ့အခါတငယ်ချင်းတွေကနှစ်သိပ်ထဲကအိုရီကိုနှိပ်ကြတယ် လောက်ပါနဲ့ရက်ဆက်လိုက်တာကျွန်တော်တားတယ်တကယ်ချင်းတွေကပြန်ပြောတယ်ဘာမှမဖြစ်ဘူးတဲ့အတိတ်ထဲမှာပို့ငါးလုံးထက်ပိုကြံနေရင်နှိပ်လို့ရတယ်တဲ့ဟမ်ဘာလို့လဲကျွန်တော်မေးလိုက်တာပေါ့သူတို့ကပြန်ဖြေတယ်ဖက်တွေကငါးခုထက်ပိုပြီးမရေတတ်ဘူးတဲ့အတိတ်ထဲမှာပို့ခုနှလုံးရှိတယ်တစ်လုံးယူလိုက်တယ်ဆိုရင်အရင်ငယ်ပြန်လာတဲ့အခါတစ်လုံးပြောင်းနေမှန်းသူမသိဘူးဒီတော့အကောင်ပေါက်တဲ့အထီးဥတွေကိုဆက်ဝက်ပေးနေမယ် ဒါပေမဲ့လေးလုံးနဲ့ရှိတာကတစ်လုံးယူလိုက်ရင်တော့သူတိသွားမယ်ဒါဆိုရင်ဆမ်းမဥတော့ပဲအသိပ်ပြောင်းပြေးမယ်ဥရဲအလုံးအကောင်မပေါက်တော့ပဲပြစ်စီးသွားမယ်သက်ရှိတတ်တော့ပါအလုံးကအုပ်စုသေးလေးတွေခွဲပြီးစဉ်းစားကြသူတွေချင်းပဲဒါမှလည်းအရင်ရကိုစီမံခန့်ခွဲလို့ရမှာဆုံးဖြတ်ရေးချလို့ရမှာဒီတော့ရင်းစရာတွေပုံများလာအောင်လုပ်ဖို့ထက်ရေးစရာတွေအရင်မျှမတော့အောင်ထိန်းထားဖို့လိုတယ် ုဖတ်ကိုဖတ်ကျွန်တော်အမျိုးသမီးကေတီကတရုတ်လူမျိုးစင်ကာပူသူသူနဲ့တွေ့တော့နှစ်ယောက်စလုံးအသက်30ဝန်းကျင်ကျွန်တော်ပြမအိမ်ထောင်နဲ့꿰ပြီးပြီးကေတီနဲ့အိမ်ထောင်ပြုဖို့ဆုံးဖြတ်တော့စင်ကာပူကိုကျွန်တော်သွားတယ်သူမိဘတွေနဲ့တွေ့တယ်ကေတီအဖေကအိမ်ထောင်နှစ်ခုနဲ့ပြမအိမ်ထောင်နဲ့ကလေး3ယောက်ဒုတိယအိမ်ထောင်နဲ့2ယောက်ငယ်ငယ်တုန်းကအားလုံးတအိမ်ထဲနေကြတဲ့ကေတီပြောပြတယ် သူငယ်ငယ်တုန်းကအကြောင်းမှာတငယ်ချင်းအစ်စ်တင်တဲ့တွင်ရင်ပြမအုံဆုံးမေးကြတဲ့မိခွန်းကနင့်အမေကပထမလားဒုတိယလားတတိယလားတဲ့ကျွန်တော်ကလန်ဒန်သားဒီတော့ဇနီးတယောက်ထပ်ပို့ပြီးရှိတဲ့သူဆိုတာကျွန်တော်အတွက်ထူးဆန်းနေတယ်တတိယအဖြစ်နဲ့တွေ့တော့အဲ့ဒီအကြောင်းမမေးဖြစ်ပါဘူးသူကအင်္ဂလိပ်စကားလည်းမတတ်ဘူးလေနောက်ရက်အနေငယ်ကြတော့ခေတီကမေးတယ်အဖေနဲ့စကားပြောလို့အဆင်ပြေလားတဲ့ပြေးပါတယ်ပေါ့ကျွန်တော်ပြန်ပြေးတယ်ဒါပေမဲ့ သမီးနှစ်ယောက်ရှိတာကတော့တမျိုးပဲစိတ်ထဲမှာဖြစ်နေတယ်ပေါ့ဒီတီကပြန်ပြောတယ်ဟုတ်လားအဖေကလည်းပြောတယ်ဒီလားမင်းကောင်လေးကအဆင်ပြေပါမလားတဲ့မင်းမနဲ့ क्वे ထားတာဆိုတော့မင်းမနဲ့ क्वे ထားတာဆိုဟုတ်လားတဲ့ဒီခနဲ့ဆိုမင်းမနဲ့ क्वे ရတဲ့သူဆိုတော့မင်းနဲ့ဖြစ်ပါမလားတဲ့သူများအမြင်နဲ့ကိုယ့်ကိုယ်ကိုပြန်မြင်နေရတာထူးဆန်းတယ်ကျွန်တော်ကအနောက်တိုင်းသားဒီတော့အနောက်တိုင်းစနစ်ကကျွန်တော်တို့အတွက်အကုန်အဆင်ပြေနေတယ် အဝင်ခွင့်ကျနေတယ်။အင်တောင်ရဲ့အစင်မပြေရင်လွန်ခွက်လိုက်ကြတာပဲ။ဖြစ်တဲ့အဖေကတော့ဒီလိုမမြင်ဘူး။မိမနဲ့ကလေးကိုတစ်သက်လုံးတာဝန်ယူသွားရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လို့သူ့အမြင်မှာတော့ကျွန်တော်ဟာကားတဲ့ကားထက်လဲစီးတယ်လို့မျိုးမိမတယောက်ပေါ်ွားပြီး နောက်တယောက်လည်းလည်းကောက်ယူလိုက်တဲ့သူ။တယောက်နဲ့အစင်မပြေရင်ကွာနောက်တယောက်ယူတဲ့သူ။ဒါပေမဲ့ဖြစ်တဲ့အဖေနဲ့ကျွန်တော်မှာပုံတူညီချက်တစ်ခုတော့ရှိနေတယ်ထိုးစက်နေ နေရစလောင်ကကိုစနီးကိုနေစမ်းမှုအပြည့်ထားခြင်းနဲ့ကျွန်တော်ကတော့ကျွန်တော်ကြတော့စနီးကိုကိုနဲ့တန်းတူထားခြင်းနဲ့ကြုံတွေ့ရသမျှအတူအတူလိုဆန်းအတူတူခံစင်ခြင်းနဲ့တိတိအဖေကြတော့တာဝန်မှန်သမျှကိုသူ့ပခုံးပေါ်မှာထမ်းထားခြင်းနဲ့စားဝတ်နေရင်အားလုံးပြည့်စုံအောင်ပံ့ပိုးပေးခြင်းနဲ့ကျွန်တော်သင်ခန်းလာရလိုက်ပါတယ်အမန်းဆိုတာတခုပဲရှိတယ်ဆိုတဲ့အမြင်ကိုပြောင်းလိုက်နိုင်တယ်ငါမှန်ရင်မင်းမရမယ်ဆိုတဲ့အယူအဆကိုဆွလန့်နိုင်တယ် ဒီလိုသာအရာရာတိုင်းမှာအမှန်အမှားကွဲပြားနိုင်မယ်ဆိုရင်တည်ယူလျက်လာစရာပဲကျင်မာတော့မလဲ။အုံနောက်ပြီးပိတ်ကုန်မှာပေါ့။ဒါသနာစရာဘာထရန်ရက်ဆယ်ကပြောပူတယ်။တကယ်တိတဲ့တက်တဲ့သူတွေပေါ့။တက်တဲ့သူတွေကပုဂ္ဂိုလ်ကိုမယုံမကြည်ဆန်းစစ်နေကြချင်းတန်တရားစိတ်တွေဝင်နေကြချင်းမှာဘာမှမတက်တဲ့သူတွေကမောက်မှထောင်လွှားနေတာအဲ့ဒါကပြဿနာတဲ့။ဘာမှမသိတော့ဘာမှမပြေဘူး။ဒီတော့ မနထားဖို့တွေ့တယ်။မောက်ကြားဖို့တွေ့တယ်။တင်းသွားတက်သွားတဲ့အခါအရာရာဟာအမှန်အမှားပွဲပြားမနေဘူးဆိုတာကိုနားလည်လာတယ်။ဒီတော့စဉ်းစားရတာခက်လာတယ်။ပပောင်းဆောင်ကကြည်ရတာကိုဆိုင်ဆိုင်နေကျွန်တော်ရောက်ခမက စင်ကာပူကတာအိုကျောင်းတကြောင်မှာတရားထိုင်နေရှင်တယ်။ဒါကသူပြန်ပြောပြတဲ့ဇလန်မှာ အဲ့ဒီဘုံကြီးကြောင့်မှနေပေါ်နိုင်ငံသားဘုံကြီးတွေမကြခဏလာပြီးတရားပွဲတွေကျင်းပလေရှိတယ်။ဘုံတော်ကြီးတွေကိုပြေးရပါများပေမဲ့တိလရှင်နဲ့တိတ်မရှိဘူး။တိလရှင်ဆိုတော့တပားပဲပါတယ်။လူစားနေတာကအဲ့ဒီတိလရှင်ကအနောက်တိုင်းသူအမေရိကန်လူမျိုး။အဲ့ဒီအမေရိကန်အမျိုးသမီးတိလရှင်ဝတ်ဖို့ရည်ရွယ်စင်းလာရည်ရွယ်စင်းတော့ကအခက်အခဲတစ်ခုရှိပြေးရတယ်။ သူကညူယောက်မြို့သူပြီးပြီးစကားအလုံးများတယ်။ဘလို့နေတာမှားတယ်။ဘာကတော့မှန်တယ်စသဖြင့်အမြဲဝန်ပြောချင်တယ်။သူသဘောကျတာမကျတာတွေဘာတွေဘာတွေဖြစ်တဲ့ဖြစ်ပါတယ်ဆိုပြီးသဘောထားတွေထထုတ်ပြောတယ်။သူဘာတွေစဉ်းစားနေတယ်ဆိုတာကိုအဆက်မပြတ်ဖွင့်ဟနေတယ်။နောက်ဆုံးကျတော့ဖုန်းတော်ကြီးကသူ့ကိုတခုပြောလိုက်တယ်။တီလန့်ရှင်အဖြစ်တရင်သုံးချင်ရင်သုံးနှစ်တိတိစကားမပြောဘဲဆက်စိတ်နေရမယ်တဲ့။ ဘာမှကိုမပြောရဘူးတလုံးမှမပြောရဘူးစကားတခွင်းပြောတာနဲ့ရက်ကိုအစကနေပြင်ရင်ပဲသုံးနဲ့လုံးလုံးစကားတခွင်းမှမပြောရဘူးတဲ့ဘယ်လဲမလဲဒါကြောင့်လဲသူ့ကိုတမင်ခိုင်းတာဒီလောက်စကားတွေအဆက်မပြတ်ပြောနေတာဘုန်းကြီးတွေအာယုံစိုးစိတ်လို့မရဘူးတရားမှတ်လို့မရဘူးဒီပြဿနာကဒကာမကြီးရဲ့ပြဿနာဒါကြောင့်ဘုပြဿနာကိုအရင်ကြင်တွေ့ဖြေရှင်းပါ ုပြသနာကိုအရင်ကင်တွယ်ဖြစ်ရှင်းပါဆိုတဲ့သဘောပဲဒီတော့တိလရွှေဝဲချင်းတဲ့မျိုးသမီးဟာသူ့စိတ်သူနိုင်အောင်ထိန်းချောင်းရတယ်အတွေးတွေကို အပြင်ရှင်ထွက်မသွားအောင်ထိန်းရတယ်ကံစားချက်တွေကိုလွတ်ထွက်မသွားအောင်ပယ်ပြင်ရတယ်အလကားနေရင် သူများကိုထုတ်ပြောနေဖွင့်ချနေခြင်းနာကိုရပ်ဖို့ကြိုးစားရတယ်စားဖက်သူတွေကလည်းကြုံမှုကြမှာပါအစည်းအဝေးတွေမှာစကားအတော့မတန်တရဆက်ပြောချင်တဲ့သူတွေ ဘသူပါပဲပြောပြောထက်လောင်းအကြံပေးဖြစ်ပြောစရာအမြင်ရှိနေတဲ့သူတွေသူတို့ဝင်ပြောလိုက်လို့နားထောင်သူတွေပုံနာလေသွားတာက ရှားပါတယ်ပုံရှုပ်ပုံချသွားတာကများတယ်စကလုံးတွေပုံများလာတော့အကြောင်းထူးမလာဘူးဘာလို့များကျွန်တော်တို့လူသားတွေဟာစကားကိုအဆက်မပြတ်ပြောချင်နေကြတာလေပြောနေရင်ရက်လို့မရတာကဘာကြောင့်လဲသိလို့ရှာနေလို့စကားဝိုင်းထဲမှာပါမယ်ကြံခက်မှာစိုးလို့လား တခါတော့ကရေဒီယိုအစီအစဉ်တစ်ခုမှာလူတယောက်ပြောသားတာကိုကြားလိုက်ရတယ်။ကျောင်းမှာသင်ခဲ့ရတဲ့သင်ခန်းစာတွေထဲကတန်ဖိုးရှိတဲ့အရာတစ်ခုကတော့တပတ်ကိုတစ်ခါတနာရီတိတိစကားမပြောဘဲတက်တက်လေးတွေ့ခင်းတာပဲတဲ့။သင်ခုံမှာညီငယ်လေးထိုင်အတွေးတွေနဲ့တယောက်တည်းညီငယ်လေးနေတနာရီပဲ။ဘာစကားမှမပြောဘဲတတောင်တတားနေတဲ့အောင်တိတ်ဆိတ်မှုနဲ့ယဉ်ပါအောင်လူတော်တော်များများကတက်ဆိတ်ခြင်းကိုကြောက်ကြတယ်။ အဆမပြတ်ပြောနေမှအင်အားကိုကြရာရောက်တယ်လို့ချင်းနေ။ဒါကြောင့်လည်းအစည်းအဝေးတွေမှာသူထက်ငါအလို့အရက်ပြောကြတာဖြစ်မယ်။ဒါမှငါအရေးပါတဲ့သူလို့ချင်းမှာဆိုပြီးစိတ်ထဲမှတ်ယူနေကြတာလည်းဖြစ်နိုင်တယ်။ကျွန်တော်တို့ပြောသမျှစကားတွေကိုသာအကုန်ခြာရေးကြည့်ပါလား။စကားလုံးတွေများလန်းတော့ဖလှယ်တောင်ရမယ်မထင်ဘူး။တခါတလေရေးသလိုပြောကြည့်ရင်မကောင်းဘူးလား။စာရေးတဲ့အခါလိုအပ်တာကိုပဲရေးကြတယ်လေ။ ။စကားပြောရင်လည်းလိုအပ်တဲ့စကားကိုပဲပြောဖို့မဖြစ်နိုင်ဘူးလား။အရေးကြီးဆုံးအင်အားအပြည့်ဆုံးစကားလုံးကိုရှာပြောလိုက်။ပြီးရင်တော့ပြီ။တာရတဲ့အခါအရေးကြီးတဲ့စကားလုံးတွေဟာနေရလိုတယ်။သင်ခနဲ့ရှင်းခနဲ့ဖြစ်နေဖို့လိုတယ်။ပြီးတော့စကားလုံးနည်းနည်းနဲ့ထိရအောင်ရေးကြတယ်။လိုတဲ့လောက်ပဲရေးကြတယ်။စကားပြောတော့မှသာ ဖောင်းပွပိုရှင်နေတာ။ ဦးကြီးချောင်းကအမေရိကန်ဒီလာရှင်ကိုလက်ကျင့်ခိုင်းတဲ့အရာဟာလည်းဒါပါပဲလိုအပ်တဲ့စကားကိုသာပြောပါဆိုတဲ့လက်ကျင့်ခံသုံးနှစ်လောက်စကားမပြောဘဲနေကြည့်တဲ့အခါစကားလုံးတွေကအများကြီးမတုံးလဲဘာမှမဖြစ်ဘူးဆိုတာကိုရှင်းရှင်းကြီးသဘောပေါက်သွားမှာမဟုတ်လားသုံးနှစ်ပြည့်သွားတဲ့အခါစကားပြန်ပြောရင်တောင်မရှိမဖြစ်လိုအပ်တဲ့စကားလုံးတွေကိုသာသုံးဖြစ်တော့မှာဒါဆိုရင်သူ့စကားလုံးတွေဟာကြမ်းနေကြအပေါအရှမ်းသူညံတန်နေနဲ့ရောမနေတော့ဘူး တယောက်တည်းသာနှစ်ပြည့်ကြပြီလန်ဒန်မှာရှိတဲ့ကျွန်ရဲ့ agency ရုံခန်းထဲမှာကျွန်တော်ထိုင်ပြီးသတင်းစာဖတ်နေတယ်အခန်းထဲအခန်းထဲက TV မှာသတင်း channel ဖွင့်ထားတယ်ခဏကြာတော့စရဲ့သတင်းဆိုပြီးတက်လာတယ်အမေရိကမဟာတန်မြို့မှာရှိတဲ့အဆောက်အုံတစ်ခုကို လေရင်ပြန်တဆင်းဝင်တိုက်မိတယ်တဲ့လေရင်က engine တစ်လုံးတက်လေရင်နေပါမယ်ဒါပေမဲ့စက်တမာလ17ရက်ဖြစ်ရဖြစ်ထားတာ နှစ်မကြသေးလို့နှစ်မကြသေးတော့ဒီတရင်ကအကြီးအကျယ်ဖြစ်သွားတယ်နောက်တစ်ခါထပ်ဖြစ်ပြန်ပြီလားဆိုပြီးအလုံးကစိတ်ပူလာဝင်းတိုင်းမိတဲ့အဆောက်အုံက82လမ်းနဲ့ဒုတိယရိပ်သာလမ်းတောင်မှအဆောက်အုံတစ်ခုလုံးမိဟုံးဟုံးတောင်းနေတယ်အစိမ့်အပိမ့်နေပဲ့ကြည့်ပြီးပြုတ်ကျနေတယ်မိသက်ကားတွေရဲကားတွေအများကြီးရောက်နေတယ်ဒါရင်အလုံးပေါ်တည်င်းဌာနကရဟယင်ကအပေါ်စီကနေရိပ်ပြနေတယ် ျွန်တော်စိတ်ကူသွားတယ်ကျွန်တော်ညီမကအဲ့ဒီနေရာနဲ့နှစ်ဘလောက်လောက်ပဲဝေးတဲ့နေရာမှာနေနေတာနိုင်ကိုကြည့်လိုက်တော့သူအခုရုံးမှာပဲရှိနေအောင်မဲ့အချိန်ပဲကျွန်တော်သူရုံးကိုဖုန်းဆက်လိုက်တယ်သူဖုန်းလာခင်တော့စိတ်အေးသွားတယ်ဟာတော်သေးတာပေါ့ညီတို့ဘာမှမဖြစ်ဘူးနော်ဟမ်ဘာဖြစ်ရမှာလဲသူကပြင်မိတယ်ပြင်ပြန်ဝတ်တိတ်မိလို့လေဟိုဘက်ဘလောက်မှာလေဘလို့ဘာလို့ရင်လဲတရင်းမှာတောင်ပါနေပြီလေ ှစ်လန်းထိတ်ပါလေ။ဗာကျွန်တော်ညီမသူ့အမျိုးသားကိုချက်ချင်းဖုံးဆက်တယ်။ငါတော့ဘာမှမကြားမိဘူးမြေ။ဒရမကလည်းနှမ်းကြည့်လိုက်ဦးမယ်။သူ့ယောက်ျားကပြန်ဖြေတယ်။ခဏကြာတော့ဟုတ်တယ်ဟ။ဒရမမှာရဲတွေမိတက်ကားတွေအများကြီးရောက်နေတယ်။သူ့ယောက်ျားကပြောတယ်။ပြောပြီးတာနဲ့အိမ်ပြန်ထွက်ပြီးကြည့်ဖို့ကြိုးစားတယ်။ရဲတပ်ဖွဲ့ဝင်တွေက သူ့ကိုတားတယ်။အိမ်ထဲကနေပြေးမထွက်ဘူး။ဆရာကြီးထွက်လို့မရဘူး။ဒရမမှာလူတွေရှိနေလို့မဖြစ်ဘူးဗျ။ ုတ်ဘက်လမ်းမှာတိတ်တက်ကိုလေယုံဝင်ဆောင်နေလို့သူနှလန်းကြောင်မှာဖြစ်တတ်တော့ကျွန်တော်ရောက်ခါကမသိဘူးသတိမထားမိဘူးဘလောက်ထူးဆန်းသလဲကျွန်တော်ကဖြစ်တဲ့နေရာနဲ့မိန်3000ကျော်မှာအကွာမှာတခြားနိုင်ငံမှာဒါပေမဲ့သူမသိခင်ကျွန်တော်အရင်သိနေတယ်ဘလို့များလဲကျွန်တော်တို့အားလုံးဟာကိုယ့်ရဲ့သိစိတ်ဇဝံလေးထဲမှာပဲကျင်လည်နေကြတဲ့သူတွေကိုအတိကိုနားလည်မှုကိုပတ်ဝန်းကျင်ဆိုတဲ့ဇဝံ အလန့်အကျော်ဆိုတာကျွန်တော်ရောက်ဖရဲ့အတိဆက်ဝန်းထဲမှာရှိမနေဘူး။သူ့အတိဆက်ဝန်းထဲမှာသူ့အခန်းရဲ့သူ့ဖွင့်ထားတဲ့တခြင်းတန်ရဲ့ဒါပဲရှိနေ။ကျွန်တော်တခြားနိုင်ငံမှာဒါပေမဲ့ကျွန်တော်အခန်းထဲမှာဒီပင်ရှိနေတယ်။ဒီပင်နဲ့ကျွန်တော်နှလန့်မချဘူး။ပြေအကွာအနေငယ်တာဒီတော့လူတယောက်ကိုသတိထားမိစေခြင်းရင် သူ့ရဲ့တိစိတ်သဝန်းထဲကို အရောက်လမ်းမရမယ်။တဦးချင်းတယောက်ချင်းကို တရိပ်ဆက်တမရမယ်။ TV, Radio, သတင်းစာ, Internet တွေနဲ့လူအများစုစီဆက်လန်းလက်လန်းနေတာမှန်နေမယ်။တကယ်တမ်းကတူးချင်းတယောက်ချင်းဒီတယောက်ချင်းကိုသာဆက်သွင်းပြောဆိုနေတာ။ဒါအခုမှအစ်စ်ပေါ်လာတဲ့ theory မဟုတ်ပါဘူး။ကြော်ညာဆိုတဲ့သဘောကအရင်တည်းကကြည့်လို့ပါပဲ။ပရမကဘာစစ်တုံးကစစ်သားစုဆောင်ရေးကြော်ညာကိုကြည့်ပါ။ဂျမန်တွေနဲ့ရင်ဆိုင်တက်ခဲ့ဖို့ပြည်တိုင်းစစ်တပ်ကတပ်သားတွေအများအပြားလိုအပ်နေတယ်။ဒီတော့ က်သားဆူဆောင်းရေးပိုစတာတွေထုတ်တယ်။ဒါပေမဲ့ပိုစတာမှာစစ်သားတွေအများကြီးတန်းစီနေတာမျိုးမပါဘူး။ဒီတိုင်ဗီတိရှတက်အတွက်တက်သားနှစ်တန်းလိုနေပါသည်ဆိုပြီးရေးမထားဘူး။ဖြစ်သူကိုလညိုတက်တက်ထိုးတက်တက်ကြီးထိုးပြနေတဲ့ဗီတိုင်စစ်တက်ကောင်းဆောင် ခေရှနာရဲ့ပုံမှာပဲနိုင်ငံတော်ကတဲ့အာအလုံးရှိသည်ဆိုတဲ့စာကြောင်းအခြေကြီးတစ်ကြောင်းပါတယ်။တယောက်ချင်းကိုဆက်သွယ်တာတအူးချင်းကိုလမ်းပြောတာ ဒါကြောင့်အဲ့ဒီပိုစတာကအလုပ်ဖြစ်သွားတယ်။တက်တာပေါင်းအန်ချီစုဆောင်းနိုင်သွားတယ်။ဘလောက်အောင်မြင်သွားတယ်လဲဆိုရင်အမေရိကကတောင်အဲ့ဒီပိုစတာကိုပုံတူကိုပြီးအန်ကယ်ဆန်အမေရိကကိုကိုစားပြုတဲ့တကယ်မရှိတဲ့ပုဂ္ဂိုလ်တဦးရဲ့ပုံနဲ့ပြန်ကြော်ညာတယ်။အဲ့ဒီကြော်ညာလဲအောင်မြင်တာပဲ။တက်တာတွေတန်းနစ်ချီလေးစုဆောင်းနိုင်သွားတာပဲ။အမေရိကနှစ်ပေါင်း100လောက်တောင်ကြာခဲ့ပြီး ခုတော့မီဒီယာတွေအစ်စ်တွေပေါ်လာပြီးဤပညာအစမ်းဤပညာအစမ်းတွေမရေမတွက်နိုင်အတန်တိတ်ရုပ်ရှင်အတန်ထွက်ရုပ်ရှင်ပြီးတော့ရေဒီယိုပြီးတဲ့အခါ TV ပြီးတော့ရောင်စုံ TV CD player DVD player handphone တွေ social media တွေပြီးတော့ပြီးတော့မဆုံးနိုင်မီဒီယာဆိုတာအမြဲပြောင်းနေမှာပဲပုံစံအစ်စ်ပေါ်နေမှာပဲ ပြောင်းလဲမသားတာကလူတွေလူတွေရဲ့မသိစိတ်ခံအတူတူပဲလူတွေရဲ့သိစိတ်ဆဝန်းတဝိုက်ကောတာတတိပြုမိနေတော့မယ်အဲ့ဒီမီဒီယာပဲဖြစ်ဖြစ်တဦးချင်းတဦးချင်းစီကောတာဟီးရဲ့ဆက်တဲ့နေရမှာပါပဲဟုတ်ကဲ့ပါနားစင်ပြခဲ့ကြတဲ့သူတဦးတယောက်ချင်းစုကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်လာမယ့်ပိုင်းစံတွေကိုလည်းဆက်လက်နားစင်ပြကြပါအောင်နော် အားလုံးကိုကျေးဇူးတင်ပါတယ်